အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အကျန်းဖတ်ထောက်ခံတဲ့သူတွေရှိရာငလင်လုံနေကြောင်းအပမင်းအွန်လိုင်းပေါ်စော်ကားထားသူတွေတောင်းပန်တင်ကြောင်း PDF DNA အကျန်းဖတ်တဲ့ပုံတွေကိုမကြခင်အမြင့်ဖြတ်ချီးမုံတုတ်တင်တော့မှာဖြစ်ကြောင်းအဖသားအာကြီးပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာအဘကကြိုကြီးကုမင်းအွန်လိုင်းတို့နောက်တော့နိုင်ငံတော်ကိုကာကွယ်နေတဲ့နော်အောက်ခြေအားနေပြီးတော့အထက်စစ်သားတွေအထိမင်းတို့စော်ကားခဲ့ရရင်မင်းတို့ပြန်တောင်းမှာ ဘာလို့မင်းတို့အဲ့လိုမျိုးပြောရလဲဆိုမင်းတို့ကမင်းတို့ဆဲခြင်းဆဲမဆဲခြင်းလေအဲ့ဒါမင်းတို့လို့မင်းတို့ရဲ့မှတ်တယ်လည်းငါဖတ်မှာမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့မင်းတို့အဲ့လိုမျိုးဆဲလာခဲ့လို့နော်အဲ့လိုကဘာတိပုံကူတွေပေါ့နော်ဒီဒီတိတိကူစရာတော်ဘုရားကြီးတို့ပါတုစရာတော်ဘုရားကြီးတို့ဆိုတာကဘာတိတဲ့နော်ဟိုဟာဒီတာသနာပြန်ပွားကြီးလုပ်တဲ့ပုံကူတွေကိုမင်းတို့တွေအမျိုးမျိုးဆဲခဲ့ကြဲတော့အခုမင်းတို့ဘာဖြစ်လဲဒီနေ့လည်းငလင်လုပ်တယ်ဟုတ်လားမင်းတို့ခုနေ့တည်းအားအကြောင်းကိုပြောမလို့မေ့သွားလို့တက်လားမင်းတို့အဲ့ဒါဘာဖြစ်မလဲ မင်းတို့အပြင်ထွက်ရလိုက်အတွင်းဝင်ရလိုက်မင်းမသိတိုင်းမှာဘယ်ချိန်ကလေးထားလို့မလဲသူကမဖြစ်လိုက်ပြီးသေးလိုက်တိုက်တွေပြိုးလိုက်ဟုတ်လားဒီနေ့တော့ဖိုးတက်တမဖိုးလာဟောမောင်တောင်ကြီးမှာတော့လှုပ်တာနော်ပြင်းဦးလည်းမှာလည်းဒီလိုပဲပြင်းဦးလည်းမှာလှုပ်တယ်ပြင်းဦးလည်းမှာဒီလိုဘုံဘုံနှစ်ချိန်ပဲပြင်းဦးလည်းအမြဲတမ်းလှုပ်တိုင်းအဲ့လိုပဲအဲ့တော့မင်းတို့ဖရာတရားတန်ကမိဘဆရာသမားတို့တော့ပြောတယ်ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီးတော့မှနော်ကိုယ့်ရဲ့ဗုဒ္ဓနိုင်ငံကတီတီကူဆရာတော်ဘုရားကြီးကိုဆဲတယ်ဘာကျုပ်ဆရာတော်ဘုရားကြီးကိုဆဲတယ်နော်တိုင်းပြည်အုပ်ချုပ်မင်းလှုပ်တဲ့ နော်ဘုရားတက္ကမရာဝိဇိယဗုဒ္ဓရုပ်ပါရီရုပ်ပါလို့ယူနော်တေတီတာကိုးကွယ်ထားတဲ့တနိုင်ငံလုံးအတွက်ကိုးကွယ်ထားတဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုဆဲတယ်နော်အဲ့တော့မင်းတို့ကအခုဘာဖြစ်နေလဲဆိုတော့မင်းတို့ကမင်းတို့သဘာဝဘေးတရားအရပဲမင်းတို့ရိုက်ခတ်တော်တယ်မင်းတို့ဘသူမှဘာမှမပြောတော့နော်မင်းတို့လူမွေးသူမွေးလည်းမပြောင်းတော့ဘူးမင်းတို့ကမင်းတို့ဆဲခြင်းဆဲမဆဲခြင်းနေငါအောင်မှာဟုတ်ပြီလားဒါပေမဲ့နော်ကျွန်တော်လိုက်ပါတော့ပွင့်လေးပြောရင်ဒီ YouTube ဆိုတော်တော်များများကြီးကြတာကိုကြီးကြတော့အတိတရားလေးဝင်အောင်လို့တယောက်ကို ဟိုကျွန်တော်ပြောတဲ့စကားဆယ်ကောင်မှာတခွန်းလောက်အတိတရားဝင်ရင်လေတယောက်လောက်အတိတရားရောင်းရင်လေတယောက်အတွက်ကောင်းတာပေါ့ဗျာသူ့အတွက်ဟုတ်တယ်မလားအခုတော့ငလင်ကလှုပ်လိုက်သုံးလင်းကားရောက်နားလိုက်လှုပ်လိုက်မင်းတို့ဘွားတွေအမနော်အဲ့တော့ကျတော့ငလင်လှုပ်တာကလှုပ်ပြီဆိုရင်အဲ့ဒီမန္တလေးဆိုမန္တလေးမှာလှုပ်လိုက်လို့အိမ်ပြိုတာမပြိုတာထက်အားလုံးအပြေထွက်ရတယ်အားလုံးအပြေထွက်ရတယ်ကျွန်တော်တကယ်လည်းဒီအကြောင်းကိုပြောပြီးပြီကောင်းတဲ့လူက၁၀ရောက်ရှိတယ်မကောင်းတဲ့လူက အယောက်900ရှိတယ်ဆိုအဲ့တော့တဝောထဲမှာပဲအဲ့ကောင်းတဲ့လူ100ယောက်လည်းပါပါမယ်အရှင်ကပြောတာနော်အဲ့တော့ကြတော့အဲ့တော့ကြတော့ဘာဘာပြောချင်လဲဆိုတော့တီတူကူဆရာတော်ဘုရားကြီးကိုတောင်းပန်ပါနော်ညာလိုက်ဥချပြီးကြောအိပ်ပါတီတူကူဆရာတော်ဘုရားကြီးရဲ့ခြေတော်ရအောင်ပြီးတော့ရှိလို့ရှိရင်ဘာကြောင့်ဆရာတော်ဘုရားကြီးကိုနော်ဥကချေကိုကြောအိပ်ပါနောက်တော့မင်းတို့ဆဲနေတယ်ဘာကကြောကြီးကိုတောင်းပန်ပါလို့ပြောချင်တယ်အဲ့တော့ကြတော့ကျွန်တော်ကဘာကကြောကြီးကိုဘာပြောချင်လဲဆိုတော့သူခင်ဗျာတနာဖို့ကောင်းတယ်နော်သူဒီငလင်ပေးအတွက်ပေါ့နော်ဒါတောင်ကြီးမောင်အေးချမ်းနေပြီးတော့ဆက်ထားတဲ့ကြပြားလေးတစ်ပုဒ်ရှိတယ်ဒါကကျွန်တော်ထင်တာတော့သူကတော့အဲ့လိုတော့မပြောဘူး ကျွန်တော်သိတာတော့ဒါအဘကကြုံကြီးကိုရည်ညွှန်းပြီးအဲဆက်တယ်လို့ပဲကျွန်တော်ကျွန်တော်ကတော့ကျွန်တော်စိတ်အတွေးပေါ့အဲ့အတွေးလေးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုဘာကကြုံကြီးကတိုင်းပြည်ခုငလင်တန်ဘေးသင့်ပြည်သူဒီဒုက္ခရောက်ရှိသွားတဲ့ပေါ့နော်လူတွေအတွက်အတိုးနှုန်းသက်သွားသွားနဲ့900ရဲ့ဘန်တခုကနေပြီးတော့မှလာမကြည့်126ဘီလီယံရေဆိုဘီလီယံပေါင်း926ဘီလီယံပေါ့နော်အဲ့ဒါအတိုင်းပြည်ပြည်ပြောင်းလဲလို့အတွက်ကိုပေါ့နော်ဟိုလုတ်ပေးမှဖြစ်တယ်နော်ဒီလိုဆဲလာအောင်မှလာဆဲနေတဲ့ကောင်တွေဘောင်ဝင်ဘူးနော်အဲ့တော့ကျတော့ဘာကကြုံကြီးလာလို့တော့မမေးနဲ့ပြောင်းရေငါ6နှစ်သားရဲ့အလေးတူလာတာလို့မင်းတို့ပြောပြီးပြီတလား နော်ဒီအဘကကြိုကြီးကတိုင်းပြည်အုပ်ချုပ်မင်းလုံမင်းလုံနေတဲ့နော်မရဝီဇာဆိုတဲ့ဗုဒ္ဓရုပ်ဘွားတော်ကြီးတင်ထားတယ်မင်းတို့မှုမှုရဘာမှမတည်ခင်းနိုင်ဘူးနော်အဲ့တော့ကျတော့ကျွန်တော်တောင်ကြီးကြီးကဗျာဆရာမောင်ကြီးသားပေါ့ဒီနေ့ကျွန်တော်တို့ရဲ့တမန်တော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပေါ့နော်နာသူ့ကိုဆက်ထားတယ်လို့ပဲထင်တာပဲဒီကဗျာပေါ့နော်အဲ့တော့ကျတော့ကူးညွတ်ပါသည်ကဗျာကောင်းစဉ်စိုးနောက်ပြပါတော့ကဖြာအောင်ခံလာသည်ရေငလျင်ပေးကြောင့်ပူဆွေးလို့နေ ပြည်သူတွေအတွက်နေရာစုံသောဒုက္ခအဖြစ်မနာမနေလှူဒန်းလေရင်ဤမည်အတွက်ပေးဆက်သူတဲ့လူမျိုးပါသာမခွဲပါပဲကြုံလာခက်ခဲဒုက္ခတွေကလဲကြသူတွေပြန်ထစေဖို့ငွေကြေးပစ္စည်းအရေးကြီးတိုင်းနီလန်းဆုံးတော့အာကုံယုံလျက်အပြုံးမပြန့်ပေးဆက်သူတဲ့သူ့လိုလူတွေမမာမြေမှာဥယျာဉ်တိုးကပေါ်ပေါက်လာတော့လွန်စွာကောင်းလာအားထားရမှု ားကြစိတ်တွေဂုံယူရင်းဖြင့်ထုံးလင်းတင်စားပြည်သူသားကလေးစားပွေရာမြစ်စရာကိုခါခါဥညွတ်လိုက်ပါသည်မောင်ကြီးတောင်ရင်ကျန်30ရက်9လ2025ခုနှစ်နာရီ45မိနစ်မှာမနေ့မှာရေးဆက်ခဲ့တဲ့ကြောင်ဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်သိပါတယ်ဒါကျွန်တော်တို့တက်မတော်ကဝေဦးစည်းချုပ်နော်အဘကကျော်ကြီးကိုရည်ညွှန်းပြီးရေးတယ်ဆိုတာဘာလို့သိလဲဆိုတော့ဒီနေ့အဘကကျော်ကြီးအဲပြောသွားတဲ့အကြောင်းအရာတွေပေါ်မှာမိတင်းပြီးတော့မှရေးထားတဲ့ကြပြားလေးဖြစ်မှာပါပေါ့နော်အဲတော့ကြပြားစာသားတွေတော့အကုန်လုံးကောင်းနေအဲတော့ပြောချင်တာကနော်စွမ်းနာလို့ပေါ့ငလီလောက်လိုက်တိုင်းထွက်ရတာက မနေလို့တဲ့နေဟာနော်ထွက်နေထွက်နေဝင်နေပဲမင်းတို့ထွက်လိုက်ဝင်လိုက်ပဲအခုချိန်ထိမင်းတို့စော်ကားနေတော့တော့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတို့အကောင်းဘက်ကမကြည့်ဘူးအဲ့တော့ကျွန်တော်တင်းလေးလေးစာပြောမယ်တင်းကကျွန်တော်ကလက်ဖက်ပြောတဲ့လူဆိုတော့ပေါ့နော်မျက်နှာတတပြောတဲ့လူဆိုတော့ရင်းနှီးခိတ်ပေါ့ကျွန်တော်ပြောလိုက်တော့ရင်းနှီးခိတ်နဲ့ပတ်သက်ပြီးတော့အင်းပို့လာတယ်ကိုပေါင်းရေးရေးတဲ့ရင်းနှီးခိတ်ကအမှန်ကဒီလိုပြောရတယ်တိတိကျကျပြောရရင်နဲ့မပြောသင့်ဘူးတင်လို့မပြောတာတဲ့ကျွန်တော်လည်းမပြောပါဘူးနော်ခိတ်မှာကြားတဲ့စစ်တီတွေကိုတဲ့အနည်းကလည်းသွားကြည့်ပါဦးတဲ့နော်အဲ့တော့ကျွန်တော်ပြောချင်တာက စစ်တီတွေဆိုတာကအထက်လူကြီးရဲ့အကြီးကဲအောက်မှာရှိတာလေနော်အဲစစ်တီတွေကအထက်မှာအမှကျွန်တော်တို့ရဲဘော်ပေါက်စရဲဘော်ဒုတကြက်တကြက်တကြက်ကြီးထဏန်းချုပ်စီကျူးအဒုရာကံဘူးဒါမျိုးတွေရှိမြဲဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့နော်အဲ့တော့အောက်ကြီးစစ်သားတွေကိုလေနော်အထက်ကအရာရှိတွေကဟိုအရန်ကြီးပေါ့နော်ဟိုမလျော်ညီတဲ့ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့နော်မခိုင်းပါနဲ့ခင်ဗျားတို့လေတီတီပြီးသွားတာလေးကိုလျှော့ပါနော်ပြည်သူနဲ့တက်မတော်ကြမှာ အမုံပွားစီမဲ့လုံရမျိုးတွေပြည်သူရဲ့တက်မတော်ရဲ့ဒီလမ်းကိုသွားနေတဲ့ကာသမားတွေရဲ့ရှားမှာအမုံပွားစီမဲ့အရာမျိုးတွေမလုပ်ပါနဲ့နော်ကျွန်တော်ကဒါတော်တော်တက်တက်ညာညာပြောတာကျွန်တော်တရားကိုမပြောခင်လူကြီးတယောက်ကိုပြောတယ်ဒါကိုကျွန်တော်စပီးအောင်လုပ်တဲ့လားဆိုတော့အားလုံးကိုမလုပ်ပါနဲ့တဲ့ပြီးသွားအောင်တော့ပြောပေးလိုက်ပါပေါ့နော်ပြောပေးလိုက်ပါဆိုတော့ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကာသမားတွေမုံအောင်နော်မုံအောင်မလွန်မလွန်ကြီးအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့ကိုကိုယ်တိုင်လည်း KTV သွားတာတွေရှော့ပါပေါ့နော် ဇန်နဝါရီတော့ကျွန်တော်တကယ်တမ်းတော့သိပြီးတော့အများကြီးမပြောဘူးစစ်တီထဲမှာလည်းကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်နော်ဒီမှာတော့တို့ကရေးထားတာရှိတယ်အဲ့တော့ရေးဒီကိစ္စငကိတ်ရှိတယ်ကိုကောင်းနဲ့မျိုးလာမားကဒိနေစာဝတ်ကြီးမျိုးတော်ကဒိနေသိပါလားကားရင်မစစ်ဘူးတဲ့ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့ဘာကြောင့်ပိတ်ပိတ်ရလဲဆိုရင်ပေါ့တို့ပြတဲ့စာရွက်နဲ့တို့ဝင်သွားတဲ့နေရာခင်ဗျားတို့အဲ့နေရာခင်ဗျားတို့သိမှာပေါ့နော်ကုန်းကုန်းကားတဲ့တကယ်လားအမှန်လားဆိုတာတခါမှမသိဘူးတဲ့နော်အရင်ကျွန်တော်ကိုဖုံးကိုပြောတယ်လေတဲ့ ကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါကြောင့်တိုင်းပြည်ကကောင်းကျင်လာတယ်တဲ့ဒါပေမဲ့အဲ့လိုတွေဖြစ်နေတော့လူတည်တဲ့အခြေအနေကိုရောက်ဖို့ခရီးကကြာနေတာဖြစ်တယ်ကိုဘိုးလေးနော်ဒါကျွန်တော်တော်တော်တက်တက်ညာတော်လာတာအဲ့ဒီမှာတာဝန်ကြားနေတဲ့ကျွန်တော်အဲ့ဒီမှာလို့ပြောတာနော်ခမားတို့တနိုင်ငံလုံးထုံမှုပြီးတော့ပြောတာမဟုတ်ဘူးပြီးရင်အဲ့ဒါကျွန်တော်တို့တိုက်ခိုက်တဲ့လူကအမလာအောင်မေကျွန်တော်ပြောရမှာလေတိလာကိုလည်းဘာမှဟိုမှာဖြစ်ပဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်ဒီတက်မတော်ကိုအဖွဲ့အစည်းနဲ့တက်မတော်သားတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့နော် ိုနိုင်တဲ့ဘက်ကနေတာဝန်ထမ်းပေးနေတာတော့မှဖြစ်နေတော့ပြောလိုက်ရတဲ့အဲ့ဒါကျွန်တော်အဲ့ဒါကိုခွင့်ကောင်းယူပြီးပြောအောင်ပါနော်အဲ့တော့အကျင်းနဲ့လာကြည့်ဒီမှာပို့ထားတာရှိတယ်နော်နောက်တစ်ခုကတော့တောင်ကုန်ကနေညောင်လေးပင်ထိဘာကိမှမရှိဘူးတဲ့ဒါပေမဲ့အပွဲပေါင်း30လောက်ရှိတယ်တဲ့ငွေပေးအကုန်ရတယ်တဲ့ဒါဟုတ်နော်ယထာလန်းလုံခြုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲတွေကတဲ့တချို့ယထာလန်းကိုပြစ်ပြီးတဲ့လမ်းမှာဘီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့ရန်သူကကြိုက်ပြီလေတဲ့ဒါကရန်သူရဲ့ အာရန်သူဝင်လို့ရအောင်အာသာချက်ကိုဖြစ်လို့ဒီအပေါ်ကရှေ့ရအကြောင်းကျွန်တော်ပြောနေရခြင်းဖြစ်တယ်နော်ရန်သူကကြိုက်ပြီလေတဲ့ဝင်ရင်နဲ့ပေါက်ကဝင်လို့ရပြီဗောတဲ့လုံချုံရဲကသူတို့ရှိရမယ့်နေရာမှာမရှိဘူးတဲ့လမ်းတစ်လျှောက်မှာ၄ငါးယောက်တောင်းနေတာတဲ့ဒီလောက်ပါပဲဗျာကိုကုန်ကျမ်းပါပါစေတဲ့နော်အဲ့ဒါကဒီရင်ဒီကိတ်မှာလက်ရှိရှိနေတဲ့အရာရှိတွေစစ်တီတွေနော်စစ်တီတွေကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေနော်အရာရှိစစ်တီတက်မတော်အရာရှိစစ်တီဒီတက်မတော်ရဲ့ပုံရိပ် ပြီးတော့ချင်းရဲတပ်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါနေနေကြအောင်နော်မကြဆင်းပါနေနဲ့ KTV တော်တာလေးပါလေးလဲလျှော့ကြအောင်နော်ကာသမားတွေကိုလည်းတင်းတင်းကြပ်ကြပ်နော်ဆစ်စရာရှိရာဆစ်ပြီးတော့မှနော်သူခမင်းဘုံဟင်းဘိုးပေါ့ရာဥပမာခမင်းဘုံဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခင်ဗျားတို့ပတ်စံဟိုတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရော့ဥစစ်သားကြီးတို့ဦးရဲကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော့တသောင်းပေးခဲ့တယ်လို့နှစ်တောင်းပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာလို့ညာလူ့ဘဝမှာကျွန်တော်တို့ကအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကျတော့ အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ယေနီဂိတ်ကိုတော့ကျွန်တော်ပြောခြင်းနေပေါ့နော်နောက်တစ်ခုကတော့အကိုကြီးမင်္ဂလာပါတဲ့ဒါကတော့ရက်ဆက်ကျန်းစုပ်ရုပ်မာတဲ့ PDF တွေနေရာနံပြားမှာတင်ပို့လာပြီမနေ့ကအဲ့ PDF အကြောင်းကိုပြောလိုက်တာနဲ့ဒီနေ့တနေ့ကိုပို့လာတယ်ဒါပေမဲ့ကျွန်တော်လည်းအရက်ကလည်းပြတ်ထားတာနေလည်းမကောင်းချောင်းလည်းစိုးနေတော့အဲ့ရထဲမှာနေပြီးတော့ပဲတော့ပါအကိုတဲ့ကိုကြီးခင်ဗျာမင်္ဂလာပါတဲ့ကျွန်တော်တို့ငဇွန်မြို့နယ်ကမင်းကျိုးကျေးရွာကတဲ့ကျေးရွာကပါတဲ့ကျွန်တော်တို့ရက်ရွာတွေမှာတဲ့အရန်ကိုလူတိုင်းစိတ်ဆင်းရဲနေပါလေ အကြောင်းကားတော့လေနေတိုင်း PDF တွေကလာပြီးတောင်းရမ်းနေကြတယ်မပေးရင်လည်းရမ်းမှုရဲတဲ့ကျောင်းအလက်ခံနေတဲ့အထက်တန်းကျောင်းကိုလည်း PDF တွေကကျောင်းမခွင့်ရဘူးလို့လာပြီးပြောသွားကြတယ်ဒီကောင်တွေကတော်တော်အောက်တန်းကျလာတာကျောင်းခွင့်ချိန်ကြရင်ဒီကျောင်းဆရာမတွေဒီကျောင်းသားတွေကိုပြဿနာရှာတယ်တကာတလေကြရင်လေကျွန်တော်တလားလုံပိုင်ရောကျွန်တော်တကယ်ပြောတာဒီဒီလောက်အောက်တန်းစားကြတဲ့လူတွေဒါဟုတ်လား20နှစ်ရည်ကလည်းငဇုံမျိုးနဲ့ငွေအင်းရွာကအမျိုးသမီးနှစ်ယောက်ကိုမနဲ့အစောဈေးဝယ်သွားတဲ့အချိန်မှာ PDF တွေဖမ်းခေါ်သွားကြပါလေတဲ့ အမျိုးသမီးလေးယောက်ရဲ့အမိကမလလဝင်းနဲ့မခင်နန်းရယ်ဆိုတဲ့အမျိုးသမီးလေးယောက်ကိုခေါ်သွားတာလေတညလုံးမရင်းကျင်တာလေနော်မခင်နော်လေအမျိုးသမီးလေးယောက်ကိုခေါ်သွားပြီးတညလုံးမရင်းကျင်ပါလေတဲ့လှလဝင်းဖို့တော့တဲ့တညအိတ်နဲ့ပြန်လွတ်လိုက်ပြီးတော့ခင်နန်းနယ်ဆိုတဲ့အမျိုးသမီးကိုရဲတပ်သားနဲ့ကြိုက်တယ်ဆိုပြီးတညလုံးမရင်းကျင်ပြီးတက်ပြစ်လိုက်ပါလေတဲ့ဟမ်မင်းတို့ PDF တွေဘလို့ကောင်းကြသေးလားဟမ် PDF ဆိုတာတကယ်တော့အောက်တန်းသားအဆင်ဖြစ်သွားပြီနော်24ရက်နေ့သားလေအေးလာရိုးရွာဒါတယောက်ကိုလေတဲ့ဒလန်း ဆိုပြီးတော့လည်းဆွဆွဲပြီးတက်သွားတယ်28ရက်နေ့ကအနောက်တော်အုပ်စုပျော်ွယ်ရွာကကိုမိုးဝင်းကိုလည်းအကြောင်းမဲ့လာတက်သွားတယ်ဗီဒီယိုတွေဘယ်တော့ရောက်မှနေပြီလဲဆိုတာစဉ်းကြည့်နော်စဉ်းစားကြည့်ကြည့်နော်မစုံနေမှာလည်းအရန်ဆိုးနေတာကတားချင်းရွာကူလာရွာနက်ကြီးရွာဖောင်းကတော်ရွာတဲပင်ရွာမင်းကြီးရွာကံမရွာပျော်ပွေရွာမကြီးကုန်းရွာစေးတင်းရွာပီဒီအက်တွေကအရင်ကနေရာအနေနဲ့လိုက်ထောက်ခံပေးနေတယ် တောင်သာရင်စစ်ကူနှင့်ရိခါပူကာနှင့်စီးကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားအလောင်းနှလောင်းစစ်သုံးပန်းတူလက်နက်ခဲယမ်းများနှင့်ကားတစီသိမ်းဆဲရရှိမန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကောင်စီတပ်အတွက်စစ်ကူနှင့်ရိခါပူကာနှင့်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားအလောင်းနှလောင်းစစ်သုံးပန်းတူလက်နက်ခဲယမ်းများနှင့်ကားတစီသိမ်းဆဲရရှိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖမှတာဝန်ရှိသူတအူးကရန်ကုန်ခေတ္တတည်င်းဌာနထံသို့ပြောကြားသည် မေလ28ရက်နေ့ည9:00နာရီခန့်အချိန်တောင်တာမြို့မှဝဲလောင်ကြီးရွာဘက်သို့ထွက်လာသောအင်အား30ဦးခန့်ပါအန်စာရုံကားနှင့်အင်အား20ခန့်ပါဆဲပေအတူကားတို့ကိုတောင်တာဝဲလောင်လမ်းပိုင်းတနေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲအများပြားဒဏ်ရာရရှိပြီးကစင့်ကလေးအားထွက်ပြေးသွားကြောင်းသိရသည့်အရှိတစည်းကိုလည်းပြစ်နိုင်တဲ့အရှိတစည်းတွေကလည်းဒဏ်ရာရစခတ်နဲ့ရခတ်တွေရှိတယ်နောက်ကားတစည်းကတော့ကားပါရလိုက်တာဆိုတော့ဒီကားပေါ်မှာပါအလောင်းလဲကြံခဲ့တယ် ဒဏ်ရာနဲ့လည်းထွက်ပြေးလွတ်မြောက်သွားတာတွေရှိတယ်။တိုက်ပွဲဖြစ်ပွားရနေရာမှာတော့သွေးကွက်တွေပါတွေတွေ့တယ်စစ်တုံးမန်းကလည်းပြောတယ်။ဒဏ်ရာတော်တော်များများရကြတယ်လို့ပြောတယ်စစ်တုံးမန်းကရဲတပ်သားလို့ပြောတယ်။အေယဝရီတိုင်းသားရန်ကုန်မော်ဘီရဲတပ်ရင်ငါးကလို့ပြောတယ်ဟုတောင်တာမြို့နယ်ပကဖားမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောကြားသည့်ထို့သို့တိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရာစစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့အတူစစ်တုံးမန်းရှင်တဦးပါဖမ်းမိခဲ့ကြောင်း ထို့ပြင်တဆက်ပေတိုကားတစီကလေးမျိုးစာတနက်တလက်ငါတတမ96ကြီ328တောင်း63ကြီ468တောင်း60မမဘုံပြီး6လုံးဟက်ကန်71လုံးလက်ပြဘုံ1လုံးကြီပေါက်10ပေါက်နှင့်ခုနှစ်အဖူးတဖူးတို့ကိုတင်စေရရှိခဲ့ကြောင်းသိရသည် အဆိုပါတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းပြောကြားခဲ့သောပြည်သူများအတွက်အကိုကြီးပြောပေးပါအောင်ခင်ဗျာကျေးဇူးအရမ်းတင်ပါတယ်အဲ့တော့ခင်ဗျားတို့ဒီငဇွန်တို့မြင်းကြံတို့ငဇွန်ဆိုတာအရင်ကစကိုင်းတိုင်းထဲမှာပါတာနော်စကိုင်းတိုင်းထဲမှာပါတာနောက်ပိုင်းကျတော့ကျွန်တော်တို့မှတ်မှတ်ရတာ68 69ကိုအဲ့ဝင်းကျင်နေမယ်ပေါ့နော်ငဇွန်ကမန္တလေးတိုင်းထဲမှာရောက်လာတာမန္တလေးတိုင်းထဲမှာရောက်လာတာသူကအဲ့ဒီမြင်းကြံခရိုင်ထဲမှာပါမယ်နေတယ်နော်38မြို့နယ်ထဲမှာပါလာတာ အဲ့တော့ဒီငဇုံတို့ဘာလို့ပါကိစ္စရောနော်နောက်တစ်ခုကအမှန်တော့အမှန်တရားဘက်တော်သားကိုဘုံကြီးရေးတယ်ကိုညီပါအောင်တဲ့တို့တို့ငဇုံဒီငဇုံအကြောင်းပဲတို့ငဇုံမျိုးနယ်တွေကစာတင်ကြောင်းတွေကိုတဲ့အနီးနားမှာရှိတဲ့ PDF တွေကကြောင်းဖွင့်ရင်တက်ပြင်မယ်လို့ချင်းချောင်းနေပြီတဲ့အရင်နေ့ကဖွင့်လို့ရနေတဲ့မင်းလေးကုန်းပေါက်စိမ်းဖြူဟုတ်မဟုတ်ပေါက်စိမ်းဖြူရင်းကုန်းရွာတွေကိုအမိတ်ပေးနေပြီတဲ့ဖြူရင်းကုန်းရွာဆိုရင်တဲ့ဖုံးတော်ကြီးတင်အထက်တန်းကြောင်းရှိတယ်လို့ကျေးရွာမူလာတန်းကြောင်းလည်းရှိတယ်တဲ့ အခုဒီကြောင်းတွေဖွင့်ရင်ဆရာဆရာမတွေကိုဖုန်းကြီးကြောင်းဖုန်းကြီးကိုရောတက်မယ်တဲ့ဗျာတဲ့ပြည်အဖွဲ့တွေကလည်းချူရင်းကုန်းတန်းကြောင်းတောင်ဘက်ရွာအနောက်တောင်ဘက်ရွာအချီနာရာနှက်ွက်ကျော်နာမှာစခန်းချထားတယ်တဲ့တတိတိကြရတာအင်အား90တဲ့ပကွင်းကျင်လောက်ရှိတယ်90ပကွင်းကျင်လောက်ရှိတယ်ဆရာဆရာမမိသားစုဝင်နေတဲ့အမြင့်စင်းတွေကိုလည်းပြည်ပြည်ထန်မင်းနေကုန်းရွာကဆရာမတွေပေါ့နော်ဆရာမအလေရန်ပြဘန်းတီလင်မယားဖြစ်တယ် တို့လေအမီယာအောင်ဝင်းနဲ့အဖမီယာချစ်ဆောင်နဲ့ယခုနေတာကပတွက်ရွာပေတော့အုပ်စုကံပေါက်ရွာအရှိဘက်ဘုန်းကြီးတောင်းမှနေတယ်နော်မိမကြီးကဆရာမကြီးပြီးပြီးတော်တော်မရိုင်းနေဟာနေနော်စီရီယံပြောင်းဝင်ပြီးတော့လေအတွင်းတရင်းကိုလေပြီးတွေကိုပုတ်နေတာလေကလေးတွေပညာရေးအတွက်အများဆုံးထိရအောင်အမိတ်ပေးနိုင်တဲ့အရာကြီးကြီးများအစိုးရအဖွဲ့ဝင်ကြီးများကိုတင်ပြပေးပါရနော်တော်တော်ဆိုးတယ်ဗျာတိလားအဲ့ဒါတော့ဒါငဇွန်နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဟိုပါပေါ့နောက်ထပ် နောင်ချိုကကျွန်တော်မနေ့ကပြောသလိုပဲပေါ့နော်မနေ့ကတော့နောင်ချိုအဆက်ကိုတော့ကျွန်တော်ဆက်ပေးမယ်အရင်ဆုံးကွာလေပကုတ်ကူလိုမာလို့ပဲကိုတင်မယ်နောင်ချိုနောက်ဆုံးမှာတီးတန့်လေးအဲရန်သူတွေရဲ့တရင်အချက်လက်တွေရောဟိုနော်ဟိုအော်ရင်အော်သလိုမျိုးပေါ့အခုအော်ရယ်ဆိုရင်ဒီကောင်တွေကကျွန်တော်တို့ကလေနောင်ချိုဘက်မှာကန်ကြီးပဲဆိုအပေါ်ပေးတယ်ဆိုကန်ကြီးနဲ့အခုကျွန်တော်တို့ရန်သူစုဘွဲ့နေရဆိုရင်16မိုင်16မိုင်90ဝေးတယ်အဲအဲ့လိုမျိုးဟာတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးတွေရှိရောဘာကြောင့်ဒီဘက်ကိုပြီးတော့လေမိုးတွေအရန်ကြောင်နေတဲ့အချိန်မှာဖုန်းဆက်သွယ်မှုလိုင်းရမရဘူးဖုန်းဖုန်းဆက်တယ်ဟိုဘက်ကမှဒုတက်မှမလို့ပါလို့ရှိတယ် เนาะအမဟိုကိုမြင့်ဝင်လာမသိဘောเนาะသူတို့အဲ့ဖုန်းတွေလမ်းချိတ်တာချိတ်လို့မရအောင်ဖြစ်နေလို့ဘောเนาะကိုကပခုတ်ကူပခုတ်ကူဘောเนาะပခုတ်ကူခိုင်မင်းညံညွန့်နေတဲ့ကားတဲ့အကျမ်းမရွာကြီးဖြစ်တဲ့ဘောင်ပင်ဘောင်ပင်ဘောင်ပင်မျိုးစုဘယ်ဟင်ဝေထောင်စတဲ့မျိုးအနောက်ပိုင်းရွာတွေကိုရှင်းလင်းဖို့ပြောပြပါအောင်ရှင်တဲ့ညာမျိုးပေါ်မှာရင်ဆိုင်နေရတဲ့ မြိုင်အနောက်ဆိုဘယ်သူမှမသွားရတော့တာလေအချို့ကအကျန်းပတ်တွေနဲ့မိသားစုဝင်တွေဆိုတော့မြိုင်အနောက်ပိုင်းကအိမ်တွေတဲ့နေကြတယ်လို့ကြားတယ်တဲ့အခုဆိုရင်အင်တာနက်လိုင်းမရတာကြာပြီတဲ့ဖုန်းပြောမယ်ဆိုရင်တော့ဖုန်းလိုင်းကအမြင်မရပါဘူးတဲ့အကျန်းပတ်ရွာတွေဆိုတဲ့မီးလဲလာတယ်ဖုန်းအင်တာနက်လိုင်းလည်းအကုန်ရတယ်တဲ့ပကပရွာတွေနေတချို့လူတွေလာရင်တဲ့ပြည်သူတွေပြည်သူတွေနဲ့ပြောပြီးဝင်လာတယ်တဲ့မြို့တဲကဝန်ထမ်းတွေနေတဲ့လူနေစုတော့ပဲနေမြေကလည်းမြို့မြို့လေပိုင်းတော့ပဲကျန်တော့တာပါတဲ့ အကြမ်းမတ်တွေကတကယ်ကိုတောင်းကျမ်းနေပါတယ်တဲ့။ညာအနောက်ပိုင်းရေနံမော်ဘက်တွေဆိုတဲ့စီကားပြီးသွာလာလှုပ်ရှားနေကြတယ်တဲ့။အချို့အကြမ်းဘက်ခေါင်းဆောင်တွေဆိုရေနံတရွေတွေတောင်ဖြစ်နေပါပြီတဲ့။သူတို့ရဲ့ရေနံကားတွေကရောဘယ်လမ်းတွေကနေဘလို့သွားလဲ။တွေးလို့တော့မရဘူးတဲ့။မြို့ထဲမှာအခုထိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းပသစတက်မတော်ကနေရာပေးထားတဲ့လူအနေချင်းပဲရှိတယ်တဲ့။အမြဲဘယ်သွားသွားဘယ်လာလာတဲ့။မလုံးကြုံဘူးတဲ့အထက်ကလူတွေမသိတာလားမြို့နယ်ကတင်သမ ्या စာတွေကအထက်ကမရောက်တာလားကိုခုံးကြီးတွေပြောပြပအောင်ရှင်းနေနော်ကချင်တွေကနဲ့သူတို့လက်အောက်ခံ PDF ကောင်တွေဆို ဟာကန်ဆိုင်တွေမှာဘီယာတောက်စားပြီးတော့တဲ့ပတ်စံကမရှင်းဘူးတဲ့ဆက်ကြီးလေးလာလာကောက်တယ်မနေ့ကဖားကန်ကိုရောက်လာတဲ့စစ်ကြောင်းစစ်ကြောင်းဆိုရင်ဘီယာနဖာလာဝယ်သွားတာတဲ့ကြားတင်ငွေရှင်းသွားတယ်တဲ့ဒီဘက်မှာ KYA အကြမ်းဖက် PDF လုတ်ကမြခံနေရတယ်တဲ့မကျေနပ်တဲ့သူမတဲတဲ့သူကိုသတင်းပေးပြီးတခါတည်းတပ်ပစ်တယ်တဲ့မရှိလို့မာတဲ့ကွန်းလာတွေရောင်းစားပါတယ်စက်ကြီးနှစ်သိန်းပေးရတယ်တဲ့အချိန်ပေါင်းတရာစားအလုံးမပေးဘူးတဲ့ကောက်စားပြီးပြီးဖားသွားချတယ်တဲ့ငါလို့မှ KYA PDF တွေတဲ့ဟမ်ပါဒါဒါရေးထားတာဒါသူတို့ရေးတဲ့အတိုင်းပြောပြတာ အဲ့တော့အကြံပေးလိုက်တဲ့ကောင်းချမ်းသူတပုံကတော့ဒါပေမဲ့တခုတော့ရှိတယ် KIA TNN နေ KIA TNN နေ PDF ကတော့ဒါစင်းနေမှာမပါဘူး PDF ကပုံကြုံဖြစ်နေတော့နော် KIA TNN နေနောက်တော့ချင်း CDF ပြည်ရေပေါ့နော်မကြာခင်တော့တတိထားပေါ့ဒီလောက်လည်းဒီလောက်ပဲပြောချင်ပါတယ်ပေါ့နော်ဒီလောက်ပဲပြည်သူလူထုဥပမာနော်ဒီကောင်လေးပြည်သူလူထုကတတိပြည်သိလာပြီနော် KIA PDF အပေါင်းပါတွေအကြောင်းပြောပြတဲ့ကထွက်ပြောပြပါတယ်ဘာကန့်ပြည်သူတွေကကြောက်လို့မပြောရဲလို့နေကြတာပါတယ်နော်မနေ့ကတက်မလို့စီကြောင်ရောက်လာတော့ PDF တကောင်နဲ့တဲ့ထောက်ဖို့တကောင်ကို ်လျှော့သွားရဲ့တဲ့ဟုတ်ကျေးဇူးတင်ပါတယ်အခုလိုလက်ခံပေးတဲ့အတွက်ကိုဘုံနဲ့ဒီတမကအဆဆရရအဆင်ပြေပါပြီတဲ့နော်ဒီကောင်တွေကနှစ်နေပြီဒီတရက်တွေဒီတရက်တွေကဘုံကျော်ဖြစ်သွားပြီဒီ KIA တို့ဘာလို့တော့အကျမ်းဖက်လက်နက်ကင်တောင်းကျမ်းသူတပုံလေး AA တို့ TNN တွေတို့ကတော့အဲ TNN တွေနဲ့ AA နဲ့ဟိုဟာဦး KIA တွေကတော့တိတ်မကြဘူးပေါ့ပွဲတော့လှမယ်ပေါ့နော်အဲ့တော့ဘာလို့ဘာလို့အဲ့လိုပြောလဲဆိုရင်ကြည့်ကြည့်လိုက်အခုဖားဖန်ကိုတက်မလို့စစ်တောင်းခိုးထားတယ်နော်ဟိုဘက်မှာတော့စကိုင်းဘက်မှာတော့ဒါကတော့ဒါနောက်ကဘက်ကအချမ်းနေပြီးတော့မှ အချင်းစီတရတို့ဘာလို့လဲဒါလည်းသူလည်းမကြောက်ဘူးဒီတရနဲ့ဒီဘာညာဆိုလည်းဒီရှမ်းမြောက်မှာအဲသူတို့လုံနေတဲ့အတိုင်းတာတစ်ခုမှာတက်မတော်ကရှမ်းပြည်နယ်မြောက်ပိုင်းကိုရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ဒီမှာသူတို့ဟိုဒီ MNDA ကိုကန့်လို့ပါအောင်လဲတော့ဘလို့အပေးယူဘလို့တွေလောက်ထားလဲတော့ကျွန်တော်တို့ကဒါနိုင်ငံတော်အစ်င့်နေနဲ့ကျွန်တော်တို့မသိအောင်ညင်နေတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းနေရာပြန်ပွင့်တယ်နော်ပြန်ပွင့်တယ်ပြီးလို့ရှိရင်ဒီ TNN နေနဲ့ဒီ KIA နဲ့နော် A နဲ့ A ကတော့ A ကတော့ခဏထားအောင်ဒီကောင်ဒီကောင်ခဏမေ့ထားမှာဒီကောင် မေ့ထားပြီးတော့မှဒီ KIA နဲ့ PNN နေမသာပေါ်ဖို့လာကျွန်တော်မင်းတို့ကောင်းနေနော်အေး ကိုဘုံရည်တဲ့ဂယ်လက်ဆီစားတော့တိုင်ကငါပြိုးဆိုတာတဲ့ပလောင်ခန့်ထားတယ်တဲ့ကံကြီးရောဥက္ကဋ္ဌတဲ့အရင်ကလည်းတဲ့ကိုဘုံစီကျွန်တော်စာပို့တယ်တဲ့ငါပြိုးပြီးတော့တဲ့ကိုသေးအောင်ကားတဲ့ဥက္ကဋ္ဌပြန်လုပ်တယ်တဲ့မြတ်ပန်းသစ္စာဥယျာဉ်ချံကငါပြိုးဆိုတာကားတဲ့အတွင်းရင်းမူတဲ့အခုလက်ရှိဥက္ကဋ္ဌပြန်ဖြစ်နေတာကားတဲ့ငါပြိုးပါတဲ့ကံကြီးတပါတော်ဒီပါ90ရာခိုင်နှုန်းကအကျံဘအားပြီးလက်တုံးတုံးသမားတွေပါတဲ့ဒီထဲမှာ40ရာခိုင်နှုန်းလောက်ကထောက်ပို့ရတဲ့မောင်မောင်ဆန်းကုံမာဆိုင်ကတူတာနေတူတာနေလင်းဦးအပါအဝင်တင်လင်းအောင်ကိုမတူနေထွန်းရွှေအိမ်မက်တစ်ဖက်ရေဆိုင်ကဖိုးလုံးမတန်တာထိအောင်မမိုး is စိုင်းချင်းတက်တူတမန်လောင်းကလည်းအကျမ်းဖတ်သူကိုယ်တိုင်ကိုယ်ကလည်းထောက်ဖို့တွေနောက်တန်းတာအဖေးစေမူငိမ့်ဒွန်ရွှဲကြီးသူတို့ကလည်းအကျမ်းဖတ်အားပေးတွေဇော်နိုင်နွယ်နီတွန်းဆိုတဲ့ကောင်ကလည်းသခိုင်းသားငါးမြင်းဆောင်ပလောင်ပီဒီယန်နဲ့ပေါင်းပြီးခုစစ်ဖြစ်မှာတဲ့ကြီးပွားလာတာတဲ့ငတူးကတရင်ယူတရင်ဖို့အပြင်ထောက်ပံ့ရေးသမားတွေထောက်ပံ့ရေးသမားတွေအောင်မြင်တွန်းလွတ်တော်ဥက္ကဋ္ဌဦးထွန်းထွန်းရဲ့အမာခံလက်ကင်တို့ငတူးရောက်ဖကိုခိုင်ဆိုတာကလည်းဦးထွန်းထွန်းရဲ့တူတော်ဆက်တွေအခုကသူတို့ကရန်သူကရန်ကုန်မှာတူသားနေနေတယ်တဲ့ မခိုင်နာတဲ့လက်သုံးချောင်းသမားတဲ့လက်ဖက်ဆိုင်တန်တာဆိုတာကကာကြုတ်ကြီးကိုတဲ့ဆဲတယ်တဲ့နော်မအင်းနဲ့မကိုင်ဆဲတာတဲ့နော်အဲ့ဒီမိမမိမယုတ်တဲ့သူသားကလည်းအကျန်းဖတ်အားပေးထောက်ပံ့ရေးသမားတွေတဲ့ကဲကာကြုတ်ကြီးကိုဆဲတယ်ဆိုတော့လူတွေလည်းအယောင်ဖမ်းပေးပါအောင်ဒီအခုကျွန်တော်တို့တောင်းကန်ကန်ကြီးမှရှိတယ်ကန်ကြီးတို့ရွှေမော်ရောလို့အခုနောင်ဝေတို့ဟိုပါဘူးနော်တော်တော်မိသွားပြီနောင်ဖမ်းလို့နော်အဲ့မှာရှိတယ်ကာကြုတ်ကြီးကိုဆဲတယ်လူတွေအများကြီးရောအယောင်ဖမ်းပေးကြပါအောင်နော်အဲ့တော့ ကန်ကြီးရွာကားလမ်းမကြီးကနေကန်ကြီးတော်ရာကျောင်းဆိုတဲ့လိုဂိုဆိုင်းဘုတ်ကြီးရဲ့လမ်းညာဘက်ကစားတောက်ဆိုင်ဥဟုတ်လေးဆိုတာကားတဲ့အရင်ကလေတဲ့အကြီးကဲဥက္ကဋ္ဌဟောင်းအကျမ်းပတ်အားပေးပါတဲ့သူသားကထောက်ဖို့ပဲတဲ့ကန်ကြီးရွာတူရာလုံးနေပါလက်သုံးချောင်းတွေအင်ချေ300နေပါရှိတဲ့အထဲမှာအခြားပါတီနဲ့ဘယ်ပါတီနဲ့မှမပတ်သက်သူကလက်ချိုးရင်20မပြည့်ဘူးတဲ့ကျန်တာနေပိတ်တွေကြီးပဲတဲ့ကျောင်းဆရာဆရာမတွေအားစီရီယန်သမားတွေက10ယောက်မှ300ယောက်လောက်ပဲတဲ့စီရီယန်မလုပ်တာတဲ့သူတို့ကတော့ပြေးကြရတာပေါ့တဲ့အကျမ်းပတ်အားပေးထောက်ဖို့သမားတွေကိုဖမ်းမယ်ဆိုတော့တရာလုံးနေပါထောင်ထဲဝင်ကြရမှာမို့တဲ့တရာလုံးနေပါထောင်ထဲဝင်ကြရမှာမို့တဲ့ လူအမျိုးရင်းအများကြီးပဲအဓိကလက်ကောင်တွေကိုပဲတုံနှုတ်ပုတ်ရေးတာပါတဲ့လက်ရှိနေနေကြရတဲ့သူတွေအများစုကလည်းလက်သုံးချောင်းအကြမ်းဖက်နဲ့ပေါင်းပြီးမတရားဝိသမလောဘသားတွေပါတဲ့နော်အဲ့ဒါအခုကျွန်တော်တို့တောင်းခန်းကန်ကြီးပေါ့ဗျာတောင်းခန်းကန်ကြီးဆိုတာကဒီကျွန်တော်တို့နောင်ချိုပေါ့နောင်ချိုနဲ့နီးနေပြီအကိုရေးရဲ့အရေးကြီးတဲ့တင်းမှာတဲ့နောင်ချိုလုံဝင်မှာအင်အား300လောက်ရောက်နေပါလေအဲ့ဒီအင်အားဘရားနေစုပ်လဲဆိုတော့ကျွန်တော်တို့နောင်အောင်နောင်အောင်ကနေပြီးတော့မှနောင်ကျွန်တော်တို့တောင်းခန်းနဲ့ကန်ကြီးနဲ့ဆက်နေမှာကန်ကြီးနဲ့နောင်အောင်နဲ့က3မိုင် and now on it အခုလုံဝင်နေတာသုံးပါဒီကျွန်တော်ပြောတဲ့မနေ့တော့ကျွန်တော်ပြောတဲ့ TLN တွေအကြက်ဖက်တဲ့နိုင်ငံတောင်းကျန်းကတောင်းချောက်ဆုပ်နေပြီအမ PDF တွေနဲ့ဒီ DPL တွေကဒနု PDF တွေကိုပဲသူတို့ကတိုက်ခိုင်းတော့တာเนาะတိုက်ခိုင်းတော့ PDF တွေတော့ခွေးအဖေပြောက်အမေပြောက်เนาะခွေးပြောက်နေရာပြောက်အဲ့မှာရွာဒီမှာကြတော့လေကိုရွာသူကိုရွာသားကိုနှိပ်ဆက်เนาะမရင်းချင်းတက်ပြက်အေးလောက်တာမင်းတို့မင်းတို့လောက်တာမင်းတို့အနဲ့လာလိုက်မှမကြတော့ဘူးเนาะနောက်တစ်ခုကတော့ဆလင်းဆလင်းမြို့နယ်တဲ့မြင်းဒီကျွန်းရွာမှာယခုအချိန်ထိနေထိုင်နေကြတဲ့အကြက်ဖက် PDF တွေကိုဘာမှမလုပ်တော့ဘူးလားတဲ့ ယောရဲဒုက္ခရောက်နေပါပြီလေကလေးတွေလည်းကြောင်းမတက်ရတယ်ကလေးတွေတော့လည်းကြောင်းတက်ခွင့်မပြုဘူးလေသူတို့ကိုတနေ့တနေ့ထမင်းနှကကျွေးရတယ်တဲ့မင်းတို့ကျောင်းရမှာရှိတဲ့အကျမ်းပဲ PDF များအင်အားတရာကျော်ဒီပါရှိတယ်တဲ့ယောကထမင်းစားပြီးတိုင်းပြည်ကိုလည်းတော်လန်နေတဲ့ယောကိုလည်းတော်လန်နေယောယောကိုလည်းအကြောက်တရားနဲ့အုပ်ချုပ်ထားတယ်တဲ့အရင်နေတဲ့အဆောက်ကျိုးကျိုးဆိုတဲ့စကားတိုင်းမရိုင်းလာပါလေတဲ့လက်စင်မီတာကြီးတွေလည်းလာတိုင်းကောက်ယူရတဲ့ဒီကြားရတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ငွေကောက်ခံပါလေတဲ့ယောကထမင်းစားကောက်ခံရတဲ့ငွေတွေနဲ့နိုင်ငံတော်ကိုတော်လန်နေတဲ့မင်းတို့ကျောင်းအကျမ်းပဲအခွင့်ကို မြန်ဆုံးနေနေပေးပါလို့ကိုကုန်းမတစ်စင်ကြိုးစားပေးပါနော်တော်တော်ဆိုးနေပြီဒီကောင်မင်းကနော်ဒီပီဒီအားတွေတော်တော်ကိုကနားတို့လည်းထောက်ပံ့ကြနော်ထောက်ပံ့ကြလို့ကြထောက်ပံ့ကြလို့ကြပြီးလို့ချင်းကနားတို့ကပြီးလို့ချင်းကနားတို့ပဲနော်အော်ခိုင်းစလင်းစီမြူကျွန်းတညောင်တန်းစလင်းစီမြူကျွန်းတညောင်တန်းတညောင်တန်းတပင်လက်ရှိရုံတွေကိုအခုရက်ပိုင်းအထူးကြိုးစိုက်ပါတဲ့သူတို့မှတနေရရာကိုဝင်တိုက်ဖို့အကြံရှိတယ်တဲ့26ရက်29ရက်နေ့ကမိုးရွာနေတော့တဲ့တောင်တညောင်အနီးကတဝိုက်အခြေမှာတဝိုက်ကိုလည်းအခြေနေသွားကြည့်နေတယ်တဲ့ မိုင်းပုံးတွေလည်းမင်းတို့ရွာမှာသူတို့လုထားတာတဲ့အကြီးအမဲစိုက်ဆုံပြုလုထားတာအများကြီးရှိတယ်တဲ့နော်မင်းတို့ရွာမှာရှိတဲ့အကျန်းဘက်ပီဒီယာများကိုထောက်ပို့လုပ်နေတဲ့ရွာကအမျိုးသမီး၃ဦးကိုလည်းတိအောင်တစ်ခါတည်းပြောပေးရစီတဲ့တိမချိုမြင့်နှစ်ကိုဘူဆန်းမိန်းမမအိငယ်သုံးကိုမဆိုင်မိန်းမမက်နော်နယ်ဝင်းတို့ကမင်းတို့ရွာမှာရှိနေတဲ့အကျန်းဘက်ပီဒီယာများအသုံးဆောင်ပစ္စည်းများဟာတညောင်၆တို့မာနေဝယ်ယူပေးအဲ့အမျိုးသမီးတွေပါတဲ့နော်တိုင်းပြည်နဲ့အတူတဲ့မင်းတို့ရွာကိုအမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပေးပါတယ်နော် ော်တို့ကအခုကျတော့မနိုင်ဘူးတော့လုတ်လာတယ်လုတ်လာတော့ပြောရတယ်เนาะပြောရတယ်အရင်တည်းကအဲ့လိုသတင်းတွေပေးပြုဆိုမလုတ်ကြဘူးကိုဖုံးရေးတဲ့ဒါကတော့မြင်းညံမြင်းညံမျိုးတလုတ်ကျေးရွာအုပ်စုမျိုးကြီးကောင်းရမြောက်ရွာနဲ့ရဲတိုင်ကျေးရွာတွေကျေးရွာတွေမှာတဲ့ PDF တွေတအိမ်ကို9000တပိန်2ပိန်စသဖြင့်စတေးကောက်ခံနေပါလေတဲ့လာကောက်တဲ့အခါမှာလဲတဲ့အင်အားက90နဲ့တရာကြားရှိတယ်တဲ့တလုတ်မျိုးကျေးရွာအုပ်စုကမ်းပန်းကပန်းဒီရွာပေါ့နော်သူရေးတာနော်ကမ်းပန်းဒီလိုတော့ရေးတာရွာမှာတဲ့ PDF တွေနဲ့သူတို့မိသားစုတွေနေတိုင်းနေထိုင်ပြီးတဲ့မြောက်ဘက်နားမှာရှိတဲ့ဆင်ချောင်းညောင်တုံနဲ့တောဘူးကျေးရွာတွေမှာ လေစုပဲပြီးသွားလာနေထိုင်နေကြတယ်တဲ့တလုံးမျိုးအထိုင်စကန်းကိုနောက်တစ်ကြိမ်ထက်မှန်တိုက်တယ်လို့ပြောနေကြတယ်တဲ့မတိရာညုံမုံရောအထက်အရာရှိအဆင့်ကိုပါတိအောင်ပြောပေးပါတဲ့နော်ခုတော့ခင်ဗျားတို့ကျွန်တော်ပြောခဲ့တယ်အရင်တော့လက်သုံးချောင်းထောင်လာလေးနော်ဒီမကောင်းတဲ့ကြားရခင်ဗျားတို့ကျွန်တော်တကယ်ပြောတာကျွန်တော်နိုင်ငံနဲ့လူလူတကယ်ချစ်လုံးလို့လက်သုံးချောင်းထောင်လာလေးနော်ဒီလိုဒေါ်စုကြည်ဟိုပါဖြစ်ပြောအားမပေးပါနဲ့မလုပ်ကြပါနဲ့ရက်နှက်ရက်ပါတော့ခုခင်ဗျားတို့မွေးထားတဲ့မြောက်ခင်ဗျားတို့ပြန်ချောင်းနေပြီခင်ဗျားတို့ထိမ့်မနိုင်သိမ့်မနိုင်ဖြစ်နေပြီ ကိုဘုံရဲ့ဖားကံမှာအချိန်ဆက်ရှိရင်ပြောပြပါဗျာ။ဖားကံတမတုံတုံတက်ကုန်းရဲ့ညာဘက်ကတောင်ပြိုရွာမှာရွာလူကြီးကရခိုင်လူမျိုးတဲ့နာမည်ကဦးတန်းစီလို့သိရပါတယ်။အဲ့လိုမျိုးရုပ်တုံတက်ကုန်းကတောင်ပြိုရွာလူကြီးတွေကဘာမှမပြောဘူးသူတွေလည်းကြားနေတယ်နော်။ဒီနေရာမှာ